်ပြင်းဦးလေးမှာဟိုတယ်တစ်ခုရှိရဲ့ဗျနမည်တော့ထပ်မရေးတော့ပါဘူးအင်္ဂလိပ်လက်ထက်ကလေးကရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျဒီလောက်ဆိုသိမယ်ထင်ပါတယ်တစ်ခေါက်ကမိသားစုလိုက်ခྱི་ထွက်ရင်းနဲ့အဲ့ဒီဟိုတယ်မှာ ဝင်တဲခဲ့ပြကြတယ်ဟိုတယ်ဝန်တဲ့ဝင်ဝင်ချင်းပဲကျွန်တော်ကူပေါ်ကထူးဆန်းစွာချက်သိမ်းမွေးကြီးတွေထားလာတော့ကိုတိလိုက်ရတယ်ကျွန်တော်တိလိုက်ပြီးဒီဟိုတယ်မှာတခုခုတော့ရှိနေပြီပြီးတော့ကျွန်တော်စိတ်ထင်လို့လားမသိဘူးဟိုတယ်ကလူသူကင်းမဲ့ပြီ ချောက်ကနေတယ်လို့ခံစားမိတယ်။ဒါနဲ့ပဲ reception မှာချက်အင်ဝင်တော့မနေနိုင်ပဲမေးမိသေးတယ်။ခီးသွားရသည်မဟုတ်တော့လူပားနေတာပါတဲ့။အဖေကလက်ခံနိုင်ချာရှိတာကြောင့်ကျွန်တော်လဲငါကိုကအတွေးလုံနေတာပါလေလို့ဖြေသိမ့်လိုက်တယ်။ဒါနဲ့ပဲအခန်းတွေလိုက်ပြပေးဖို့ဆိုပြီးအဆောင်တစ်ခုကိုခေါ်သွားတယ်။ကျွန်တော်သိတဲ့လောက်တော့အဲ့ဒီအဆောင်ကဝင်းချင်းကြီးညာဘက်တောက်ဆုံမှာရှိတယ်ဗျ။တီးတန်းရှိနေတဲ့အဆောင်ကြီးပေါ့